ဆယ်နေနေဖန်နေမှုတွေနဲ့စိန်ကြီးစစ်စစ်လေယောင်မက်ဆီအားလုံးအမိလာများမန်ဆီ55 auto channel ကနေပြန်လဲကြော်လိုက်ပါရင်ကနဝင်းမန်ဆီစိန်ကြီးမန်ဆီကတော့နိုင်ငံအသင်းရဲ့ပွဲပြန်ကစားတော့လဲဆယ်နေတစ်တင်ရတဲ့သမိုင်းတစ်ခုကိုရေးထိုးလိုက်ပြပါပြီမန်ဆီအမေရိကတို့ထွက်နေအာဂျင်နီယာအသင်းအတွက်ပါတိုရီကိုနဲ့ပွဲစဉ်မှာပါဝင်ကစားခဲ့ပါတယ်ဒီပွဲကိုအာဂျင်တီးနာက6ဂိုးစီးပွားနဲ့နိုင်ရရှိခဲ့တယ်လို့မက်ဆီကလည်းအသင်းဝင်တွေအတွက်ဖန်တီးမှုနဲ့ကြင်ပြုတ်လုပ်ပေးခဲ့ပါတယ်မက်ဆီအရကောင်းစိတ်ကင်းမဲ့တဲ့ကစားမဖြစ်ပြီးတော့ကိုယ်တိုင်အသင်းဝင်တွေရယူနိုင်တာမကအသင်းဝင်တွေအတွက်လည်းဖန်တီးပေးတဲ့ကစားမမျိုးဖြစ်ပါတယ်ဒါကြောင့်လည်းမက်ဆီကဒီအတက်ရမှာတော့ဘောလုံးသမိုင်းကိုအသေးသေးသားနိုင်နေသေးတာပါ မက်ဆီအခုကာလမှာတန်ရပြဿနာတွေကြောင့်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးအနေငယ်ရုန်းကန်နေရတာကြောင့်အသင်းကြီးများတွေကမက်ဆီရဲ့ပွဲချင်းတွေကိုစီမံခန့်ခွဲပေးနေရပါတယ် ဒါတော့မှရရင်ရတယ်လို့အစွမ်းပြနေတဲ့စိန်ကြီးဟာပါတိုရီကိုနဲ့ပွဲစဉ်မှာကိုရိုင်းကိုမသွင်းနိုင်ဖြစ်လိုက်ပေမဲ့အလက်စ်မက်အလင်စတာနဲ့လူတာရောမာတီနဲ့ရဲ့အတွင်းကိုတွေကိုဖန်နေပေးခဲ့ပါတယ်။မက်အလင်စတာနဲ့မာတီနဲ့ကတရားတော်ကိုစီသွင်းရင်းနဲ့တာဝန်ချေခဲ့ကြတယ်လို့မျိုးကွန်ဆာလိုမော်တီနယ်ကနောက်တကောထပ်သွင်းခဲ့ပြီးအုံကိုဒီကိုလည်းလက်ဆောင်ရရှိခဲ့တဲ့အကြောင်းအာဂျင်တိုင်းသားတွေကစစ်စည်းနဲ့အောင်ပွဲခံနိုင်ခဲ့ပါတယ်။မက်ဆီယာဘောလုံးသမိုင်းနဲ့ရှောင်းအခမ်းအနားဆုံးဂိုးသွင်းပြီးတရားဆိုတာငင်းချက်ထုတ်ချက်မရှိပါဘူး။ဒါပေမဲ့မက်ဆီက အောင်လောင်ဆရာလက်ပြားခါလောင်ဆရာဖန်တီးရှင်တရားလည်းဖြစ်ပါရင်မက်ဆီကလွန်ခဲ့တဲ့19နှစ်2006ကမ္ဘာလားပွဲဥထွက်မှာအာဂျင်တီးနာအတွက်ပထမဆုံးဖန်တီးမှုကိုပြုလုပ်ပေးနိုင်ခဲ့ပါရင်ဒီတော့ကအာဂျင်တီးနာကဆာမီယာနဲ့မွန်တီဂီနိုကို6-0နဲ့နိုင်ရရှိခဲ့တာဖြစ်ပါရင်မက်ဆီကဒီကနေ့ကသူ့ရဲ့ကစားမဘွားတန်းတန်းတစ်ချောင်းဖန်တီးမှုတွေပြုလုပ်လာခဲ့တာဒီပွဲမှာနိုင်ငံအသင်းအတွက်အကြိမ်60ပြေးသွားခဲ့ပါပြီဒါကြောင့်မက်ဆီဟာ58ကြိမ်ဖန်တီးနိုင်တဲ့နေမဂျူနီယာနဲ့လန်တန်ဒိုနိုဘယ်တို့ကိုကျော်ဖြတ်ကနိုင်ငံပြိုင်ပွဲသမိုင်းတစ်ချောင်းဖန်တီးမှုအများဆုံးကစားမဖြစ်မက်တန်းသိရေးထုတ်နိုင်ခဲ့ပါရင် ဒါအပြင်မက်ဆီကဒါမဘွားဖန်တီးမှုအကျင့်လေးအပြည့်ကိုလည်းနှစ်ကြိမ်ပဲလိုပါရနေ။အာဂျီနာသားတွေကတော့ပြည်မဲ့မတမယောက်ကိုနိုင်ယုံရင်ကမ္ဘာပလားချန်ပီယံနေရာကိုကာကွယ်ဖို့အစီအစဉ်ဖြစ်နေကြပြီ။ဒီကမ္ဘာပလားကမက်ဆီအတွက်နောက်ဆုံးကမ္ဘာပလားဖြစ်သွားနိုင်တာကြောင့်အမင်းဆုံးအောင်မြင်မှုနဲ့နှစ်ထပ်ကွန်းချန်ပီယံအဖြစ်စိန်ကြီးကိုဂုဏ်ပြုသွားဖို့အာဂျင်တိုင်းသားတွေစိတ်ဆုံးဖြတ်ချပါအသေးကြပါမယ်။ဒီအတွက်မက်ဆီချန်ခိုင်နေဖို့ကလည်းအရေးကြီးဆုံးဖြစ်နေပါရင်မက်ဆီကနိုင်ငံကနှစ်တောင်ဝင်ပြီးဆုံးပြီးတဲ့နောက်မှာမေဂျာလိကိုပြန်လာတော့မှာဖြစ်ပြီးတော့အင်တာမီယံနဲ့အတူနက်ရှ်ဘေးနဲ့ရှင်မြန်ကစားရမှာဖြစ်ပါရင် တိုင်းမှာဘလဝဲချစ်သူညီကိုများအတွက်မြန်မာချင်းအတိုင်း Messi 55 Auto မှာကစားကြတယ်ဆိုရင်တော့ရွှေမာညီကိုများအတွက် line စင် ID Messi 55 Auto ကိုဆက်သွယ်နိုင်ပါ रे ခင်ဗျာကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်